ားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့ Microsoft မှာအကြောင်းသား ID card လေးခုလောက်ကြည့်ကြမှာမနော်အခေတ္တဆိုရင်ဒါကတော့ကျွန်တော်လောက်ထားတဲ့အကြောင်းသား ID card လေးပါအဲဆိုရင်ကျွန်တော်ပထမလောက်ဖို့အတွက်ဆိုလို့ရှိရင် Microsoft Point ထားလိုက်ပါတော့နော် Microsoft Point ပြီဆိုလို့ရှိရင် Dim Pi တဲ့ကကျွန်တော်ကနေယူယူလိုက်ပါမနော်နောက်ထပ်အစ်စ်တစ်ခုပြမှာဖြစ်တဲ့အတွက်ပြတဲ့ရင်ကျွန်တော်တို့ကခါတိုင်းလိုပဲကျွန်တော် insert ထည့်ကိုသွားပြီးတော့ shape ဆိုတဲ့နေရာလေးကိုသွားပါမယ် ီထဲမှာမကိုလိုချင်တဲ့ရှိတ်ဆိုရင်ကျွန်တော်တို့တန်းလားတူလေးကိုယူရမှာမလားဒီထဲမှာကျွန်တော်တို့ဒီတိုင်းလေးပြီးဆက်လက်ပါမယ်ကိုလိုလို့စီကတော့ကျွန်တော်ရှိတ်ဖီးမှာအဖြူအောင်ပဲထားလိုက်ပါမယ်ပြီးတော့ဒီမှာရှိတ်မှာကြတော့ကျွန်တော်အကြောင်းသား ID ကတ် sign 2ရဲ့ sign က3.3ရဲ့ပြီးတော့ဒီမှာ weight မှာကြတော့ကျွန်တော်တို့2 inch ပေါ့နော်ဒါတော့သူရဲ့ကျောင်းသား ID ကတ် sign လေးပေါ့နော် ပေးကြရရင်ကျွန်တော်ကဒီ fashion လေးမှာရှိတဲ့ကျွန်တော်အဓိကဆွဲမှာတော့ကျွန်တော်ဒီ shape လေးတွေနဲ့ပဲအဲခြာပြီးတော့ဆွဲရမှာပေါ့နော် insert တွေကိုတွားပါပေးကြရရင်ကျွန်တော် shape ဆိုတဲ့နေရာလေးကိုတွားမယ်ဒီခေါင်းလေးကိုတစ်ချက်ယူလိုက်မယ်ပေးကြရင်ဒီလိုလေးဆွဲလိုက်ပါပေးကြရဒီဘက်မှာသူ့ကို rotate လေးလို့ရတာပေါ့နော်ဒီပုံစံလေးလေးလိုက်ပါမယ်တရားဆက်ရှိဒီကိလေးလိုက်မယ်ပြန်ကိုလိုချင်တဲ့ပုံစံလေးတွေ fashion လေးမှာဆွဲပြီးတော့ ဟိုဘက်နာဒီဘက်နာဆွေပြီးတော့ဆက်လိုက်နော်ပြီးရဒီကတော့ကျွန်တော်တို့ဒီဘက်မှာ outline ကိုမယူပါဘူးနော် online ထားလိုက်ပါပြီးရဒီဘက်မှာအယောင်လေးကိုမင်းမင်းစိတ်ကြိုက်ထားလို့ရပါတယ်ဒီအယောင်လေးကြိုက်တာဒီအယောင်လေးထားပါဒီအယောင်လေးကြိုက်ဒီအယောင်လေးထားပါနော်ပြီးရင်ကျွန်တော်တို့ဒီကောင်လေးကိုပဲ control c ပြီးတော့ control v ရှာလိုက်မယ်အဲဒီအပေါ်ထပ်ကတခုဒီကောင်လေးကို အဒီမှာလာထဲလိုက်မယ်ပြည်ရအောင်ပြောင်းလိုက်ရပါပြီနော်ကျွန်တော်ကိုကြိုင်းနေတဲ့အယောင်လေးဒါပြောင်းလို့ရပါတယ်ညာလုံးလုံးစဒီအောင်မထားလိုက်မယ်ပြည်ရဒီကောင်လေးကိုအပွားကောင်ကြတော့နေလောက်ဆွတ်တင်လိုက်နော်ဆိုတော့နှစ်ဖက်ကွင်းလေးဖြစ်နေအောင်ဘူးနော်ဒီရကျွန်တော်ဒီပုံစံလေးဆိုရင်ရပါပြီဒါဆိုရင်ကျွန်တော်ဓာတ်ပုံတွေကိုတွန်းနေနေရောက်ဒီအောက်ကိုရှေ့ချလိုက်ပါခေတ္တဘုံထေဘောအတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာ ရှည်တဲ့ shape ဆိုတဲ့နေရာလေးကိုအင်းစားထည့်ကိုသွားပြီးတော့ဒီမှာ11ဘက်ဆိုတဲ့အဝိုင်းလေးကိုယူမယ်အဲဝိုင်းဝိုင်းဆက်ဆက်လေးလိုချင်တယ်ဆိုလို့ရှိရင် keyboard က shift key လေးကိုဖိပြီးတော့ဆွဲပါအဲဆွဲဒီနေရာလေးမှာကိုထားခြင်းတဲ့နေရာလေးမှာလာထားလိုက်နော်ဒီကောင်လေးမှာအဲကျွန်တော်တို့ကဓာတ်ပုံထည့်ကျင်တာဖြစ်တဲ့အတွက် shape လေးကိုသွားမယ်ပြီးတော့ဒီမှာ feature ဆိုတဲ့နေရာလေးကိုသွားလိုက်ပါနော် file file ဆိုတာလေးကိုသွားမယ်ဒါရင်ကိုထည့်ကျင်တဲ့ဓာတ်ပုံလေးကိုဒီမှာလာထည့်လိုက် โอเคပြင်ဒီအောက်အောက်လေးမှာကြာတော့ကျွန်တော်တို့ဒီအင်းစားခေကပဲရှိတ်လေးတွေနဲ့ပဲကျွန်တော်တို့အလုပ်လုပ်သွားတာပါနော်ဒီဘက်မှာ round rectangle လေးရှိတယ် round ဆိုတာကတော့ကျွန်တော်တို့ဒီအနာကွေးကွေးလေးတွေပေါ့နော်အဲ့လေးကိုကျွန်တော်ဒီဘက် channel လေးမှာထိတ်မှာပြီးဆွေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ကိုလိုချင်တဲ့အယောင်လေးတွေပြောင်းမယ်ပြီးရင်ကျွန်တော် outline မှာအယောင်မမီဘူးပါဘူးနော်ဒီဘက် channel လေးမှာထားလိုက်မယ် အဲဆိုရင်အဓိကအသားမှာအခုနာပဲကျွန်တော်ကဒီဘက်မှာရှိတ်လေး round round down နဲ့ဆွဲရပါတယ်ဒီထက်မှာစာလေးရေးဖို့အတွက်ကျွန်တော်ရှိတ်လေးတခုလာဆွဲတယ်ဆက် outline ကိုကြာတော့ကျွန်တော်မယူရှင်လည်းရပါတယ်နော် and no fee ပေါ့ no online အဖီမှာကြာတော့အယောင်လေးတခုခုယူထားလိုက်ပေါ့အယောင်လေးတခုခုယူထားလိုက်ပါ အဲဒီကိုဖိစနေအောင်လေးလေဒီဖက်ရှင်မှာလာဖြေလို့ရပါတယ်။အဲကျွန်တော်ကလိုလိုစေဒီအောင်မထားနိုင်ね။ဒီထဲမှာစာရေးဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော် insert ဖြေကိုသွားပြီးတော့အဲဒီဘက်မှာအာ text box လေးဆွဲလို့ရမှာနော်။ပြီးရင်ကိုချန်နေတဲ့တဲ့နေရာမှာဆွဲပါ။ပြီးရင်ကျွန်တော်တို့ဒီနေရာလေးမှာကိုချန်နေတဲ့ကိုရေးចောင်းနာမယ်လေပေါ့နော်။ ပါလို့ဒါကတော့ကျွန်တော်တို့ခုလက်ရှိထိုင်းမှာအာဖွင့်ထားဘန်ဘိုဇင်းအောင်ဖွင့်ထားရဲ့အာကျောင်းနာမည်လေးပေါ့နော်ခေတ္တလေးကိုပဲကျွန်တော်ကထည့်လိုက်ပါမယ်ပြတဲ့ shape outline မှာကြာဖေးမှာလည်းမရှိဘူး outline မှာလည်းမရှိဘူးလောလောဆယ်ကတော့ကျွန်တော်ဒီ fashion လေးကဒီကောင်လေးမှာဆွဲထည့်လိုက်ပါဒီစာလုံးလေးပြောင်းဖို့အတွက်ဆိုလို့ရှိရင် home page မှာရှိတဲ့ special လေးမှာအကိုကြံ့နေတဲ့စာလုံးလေးတွေ ပြန်လို့ရပါတယ်အယောင်လေးတွေဆိုရင်ကိုကြိုက်တာပြန်มาပေါ့နော်ခေအဲ့ဆိုဒီပုံစံလေးရပြီဆိုလို့ရှိရင်ကျွန်တော်ကဒီဒီကောင်းလေးတွေဆိုရင်လည်းကျွန်တော် gradient အယောင်လေးတွေဖြည့်လို့ရပါတယ်နော်ဒီဘက်မှာရှိတယ်ဒီဘက်မှာ gradient ဆိုတာလေးကိုဒီလိုလေးတွေလေဖြည့်လို့ရတာသူတို့ ready made ပေးထားတဲ့ template လေးတွေအယောင်လေးတွေပေါ့နော် gradient ဆိုတာအရိုးစားထားတဲ့အယောင်လေးတွေပါ ကယ်မကြိုက်ဘူးကွာဝဆက်ကြိုက်ယူရမယ်ဆိုရင်လေဒီ fashion လေးမှာသာယူလို့လေအရာပါကျွန်တော်ဒီအောင်ထားလိုက်ပါမယ်လို့လို့စေโอเคဒါဆိုရင်ကျွန်တော်ကတော့ဒီကောင်လေးမှာ shape နောက်ထပ်တစ်ခုယူပါမယ် rectangle လားဒီရဲ့ဒီ fashion လေးမှာရှားထားလိုက်ပါမနော်အဲကြောင်သားနာမည်ကြောင်သားနာမည်ကိုကြာတော့ကျွန်တော် round rectangle ဆွဲတာပို့ကောင်းမယ်ထင်တယ်ဒီ fashion လေးကကျွန်တော် round rectangle လေးလိုက်ပါမယ် คพี่ကျွန်တော်ဒီ outline ကိုကြာတော့ကျွန်တော်မယူတော့ဘူးနော်ပြီးရင်ဒီဖက်မှာ fee မှာကြာတော့အဲဒီအောင်လေးကိုကျန်တဲ့တက်တဲ့အယောင်လေးယူပါနော်ပြီးရင်စာရေးဖို့အတွက် insert ထည့်ကိုသွားမယ်ပြီးတော့ရင်ဒီဖက်မှာ test box လေးဆွဲလိုက်ပါမယ်။ test box ဆွဲတာကကိုကျန်တဲ့တက်တဲ့နေရာလေးမှာဆွဲလို့ရပါတယ် ချုပ်ပါပြန်နော်လွတ်လွတ်စေကတော့ဒါတော့ခုနမလေးထည့်ပါပြီးရင်ဒီဖက် channel မှာဖောင်းပြောင်းမှုအတွက်ဆိုတော့ home ထည့်ဖို့သွားပါပြီးတော့ဒီဖက် channel မှာကိုချမ်းနေတဲ့ဖောင်းလေးရှိပါတယ်ခေပြီးဒီဖက် channel မှာလာထည့်လိုက်ပါနော် shape အခုနောက်ပိုင်းမှာ shape တင်ပါလေကျွန်တော်အယောင်ပါလာတယ်အဲဒီ test box ဖွေးတဲ့နေရာလေးမှာလေကျွန်တော် shape ဖြီးကို အမယူပါဘူးနော်အောက်လိုင်းမှာလည်းကျွန်တော်မယူပါဘူးပြီးသားရဲ့ကျွန်တော်ဒီဖက်ရှင်လေးမှာရှိတဲ့အယောင်လေးပြန်ပြီးတော့ဖြည့်လိုက်ပါမယ် Okay ဒါနောက်ထပ်အောက်မှာကြတော့ကျွန်တော်ဗာဆွေးမလဲ insert ထည့်ကိုသွားပြီးတော့ဒီဖက်ရှင်လေးကကိုဆွေးခြင်းနဲ့ चला जाए ကဲဒီပုံစံလေးပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ဒီကောင်လေးတွေဆိုရင်လည်းကျွန်တော်ဖောင်းလေးပြောင်းဖို့အတွက်ဆိုပြီး home theme ကိုသွားပါပြီးတော့ဒီနေရာလေးကကိုကျိုင်းနေတဲ့ဖောင်းလေးတွေလာပြောင်းလို့ရပါတယ်ပေါ့နော်ပြီးရင်ဖောင်းဆိုင်လေးတွေလည်းကျွန်တော်ဒီဘက်ကလာသေးလိုက်မယ်ပြီးရင်ဒီဘက်မှာလည်းကျွန်တော် fee ဆိုတဲ့အယောင်လေးကိုမီပါဘူးနော် no fee ပြီးရင်ဒီဘက်ချန်လေးက note outline ဘောင်လေးခတ်ထားတာမယူဘူးပေါ့နော်ပြီးရင်ကျွန်တော်ဒီဘက်ချန်လေးမှာကြတော့ အာစာလေးဖို့အတွက်ဆိုလို့ရှိရင်ဒီဘက်မှာ test box လေးဆွဲလိုက်နော်အဲ test box လေးကိုကိုကြိုက်တဲ့နေရာမှာဆွဲပါ င်ဒီပဲ channel မှာအလားထည့်လိုက်ပါမယ်။ခုနကပြောတဲ့အတိုင်းပဲဒီမှာ free လေးတွေပါလာတယ်။အယောင်လေးတွေချိုးချလိုက်ပါမယ်နော်။ဒီကမှာကျွန်တော်တို့ဒီကောင်လေးတွေကိုစာလုံးလေးတွေခုနကလိုပဲကိုအဲကြိုက်နှစ်သက်တဲ့စာလုံးဖောင်းဆိုင်ပြောင်းမှာပြတဲ့ဒီဘက်မှာလေအယောင်လေးတွေကိုကိုကြိုက်နှစ်သက်ရတောင်းလို့ရပါမယ်။ပြီးရင်ဒီဘက်မှာလေဖောင်းဆိုင်လေးတွေကကိုကြိုက်နှစ်သက်ရပြောင်းမှာပြတဲ့နည်းနည်းသိလိုက်ပါမယ်နော်။ဖောင်းအလှလေးတွေ ဖြည့်ဒီအောက်ကဆိုရင်လည်းကျွန်တော်တို့ဒီဘက်မှာအယောင်လေးတွေပြန်ဖြည့်လိုက်ပါမယ်နော်ခုနကဒီ ID card လေးအဖတ်ကောင်အယောင်ကိုကြတော့ကျွန်တော်ကိုချနှစ်သက်ရဒီ version လေးမှာလာယူလို့ရပါတယ်ပေါ့နော်ဖြစ်ကျွန်တော်အဒီအောင်ရွေးလိုက်တယ်အဆိုရင်အဲ့ဒါတော့ပါပဲနော် Microsoft နဲ့လည်းကျွန်တော် ID card လေးဆွဲလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ